NUG ပြည်ပြည်အုပ်စုတွေရဲ့အတုံးချခံ PDF တွေကိုပြန်ကြည့်ရင်စကိုင်းတိုင်းကအများဆုံးဖြစ်တယ်ဆိုပေမဲ့မကွေးတိုင်းကဒုတိယအများဆုံးလို့ဆိုရမှာဖြစ်ပါတယ်။မကွေးတိုင်းတွေကနေမှာ AR မြင့်ရဲ့နောက်ဖက်ချမ်းနဲ့အရှေ့ဘက်ချမ်းဆိုပြီးခွဲကြည့်ရင် AR မြင့်အနောက်ဘက်ချမ်းမှာရှိနေတဲ့ပွင့်ပြူဆလင်းစင်မီယွန်းတကြောက PDF တွေကစိုးတန်းတောင်းချမ်းနေတာကြာပြီပဲဖြစ်ပါတယ်။မင်းဘူးစင်ဘူးစပြူကျွန်းလမ်းပိုင်းမှာရှိနေတဲ့တပ်မတော်ရဲ့တိုင်ရင်တက်စကန်လေးတွေကင်းစကန်လေးတွေကို အမြဲလိုလိုနှောက်ရှက်နေရှိပြီးတော့ဒီဆလင်းစကုဆင်မြွွန်းမှာရှိနေတဲ့ PDF တွေကပသိမ်မွန်ရွာလမ်းနဲ့ဆလင်းဆင်မြွွန်းကြားမှာရှိနေတဲ့ဆလင်းချောင်းမုံချောင်းတစ်လျှောက်မှာရွာစင်တွေမှာနေပြီးတော့ဝင်ရောက်တိုက်ခိုက်နေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်မကွေးတန်းအနောက်ချမ်းမင်းမှုမြို့နယ်မှာရှိနေတဲ့ဆလင်းမြို့ကနှစ်ရက်ဆက်တဲ့ဒရဘုံချတိုက်ခိုက်တာတွေချောတိုက်တုံးနဲ့ပြစ်ခတ်ခံရတာတွေကိုကြုံတွေ့နေရပါတယ်။ မနေ့ကအောက်တိုဘာ29ရက်နေ့နေ့လည်2နာရီဝန်းကျင်မှာဇလင်းမြို့ရဲ့တောင်ဘက်ပေါင်နာရက်ွက်အတွင်းမှာရှိနေတဲ့လူနေအိမ်ပတ်ဝန်းကျင်တွေကိုအကြမ်းဖက်သမားတွေကရှော့တိုက်တော့နှလုံးနဲ့တိုက်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ဒါအပြင်ဒီနေ့ အော်တိုဘာ28ရက်နေ့မနေ့9နာရီဝန်းကျင်မှာလေဇလင်းမြို့ရဲ့မြောက်ဖက်မြင်းတင်ရုပ်ကမှာရှိနေတဲ့အထကအနေကို PDF တွေက drop on ချလာရောက်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ drop on အားလုံးလာရောက်တိုက်ခိုက်တယ်လို့လည်းသိရပါတယ်။ဇလင်းမြို့နယ်ထဲမှာရှိနေတဲ့ဒီဇလင်းမြို့အနောက်ဘက်ချမ်းမှာကတော့ PDF တွေအများဆုံးရှိနေတာဖြစ်တဲ့အတွက်ဇလင်းမြို့ပေါ်မှာရှိနေတဲ့ဒီ yes can တွေနောက်ပြီးတော့ဇလင်းမှာရှိနေတဲ့တပ်နေတွေကအမြင်တမ်းဆိုသလိုချော့တိုက်တုံးပြစ်ခတ်ခံရတာတွေလက်ပစ်ပုံပြစ်ခတ်ထွက်ပြေးကြတာတွေအမြင်တမ်းဆိုသလိုကြုံတွေ့နေရတာပဲဖြစ်ပါတယ်။ ဆိုတော့မကွေးတိုင်းအနောက်ကျန်းက PDF တွေကိုပြန်ကြည့်လိုက်ရင်လည်းစင်မြွန်ကျွန်းကနေဒီမဲဆလီဆေတော်ကြီးအထိဒရာမာရှိနေတဲ့အကျန်းဖက်သမားရွာတွေကလည်းတောက်လျှောက်ဆိုလို့ရှိနေပါတယ်။ဆလင်းနဲ့ကျောင်းကုန်းကြီးဝန်းကျင်မှာသာပြည်သူစစ်အဖွဲ့တွေနဲ့နေပြည်တော်တိုင်ရင်တပ်ဖွဲ့တွေရှိတဲ့အတွက်တင်းငင်အကျန်းမှုရှိပေမဲ့ PDF တွေကမတဲကနီထုပေါက်စားတဲ့ရွာတွေမှာအမြင်လို့လို့စုဖွဲ့ပြီးတော့တမတော်ရဲ့နေမရှင်လေးဆောင်ရွက်တဲ့အချိန်မှာလဲကြိုတင်တင်ရနေတာဖြစ်တဲ့ဒါအပြင်တမတော်ရဲ့နေမရှင်လေးဆောင်ရွက်မှုတွေနဲ့ကြုံတွေ့ရင်လဲအယက်သားအသွင်နဲ့ အရသားတွေပုံစံမျိုးနဲ့ပဲစစ်ပေးရှောင်အနေနဲ့ဒီတက်မတော်ရဲ့တိုက်ခိုက်မှုတွေကိုရှောင်ချနေကြတာဖြစ်ပါတယ်။အခုဆလင်းမျိုးနဲ့ပတ်သက်ပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်းဆလင်းမျိုးရဲ့အနောက်ဘက်ဒီဆလင်းချောင်းတစ်လျှောက်ကရွာတွေကရပ်ဘက်သမားတွေအများဆုံးစုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။ဆလင်းချောင်းရဲ့မြောက်ဘက်ကျန်စင်မကျွန်းမျိုးနယ်ထဲမှာရှိနေတဲ့တောင်ပြေကုန်းထနောင်းကုန်းငတန်ကောစနေချောင်းရွှေကူကနေစပြီးတော့ဒီအနောက်မှာရှိနေတဲ့ပေါင်းမအရှိရွာအနောက်ရွာနေရာတွေကိုလာရောက်တိုက်ခိုက်မှုတွေပြုလုပ်နေတဲ့နေရာတွေဖြစ်ပါတယ်။ ဒါအပြင်စလင်းမြို့ကိုပြန်ကြည့်မယ်ဆိုရင်လည်းစလင်းမြို့ရဲ့အနောက်ဘက်ဝသေးကံဘေးပတ်ချလဲမှာရှိနေတဲ့ရှမ်းစုရွာ၊စင်ကြုံရွာတက်တမာချိုက်ရွှေရင်တို့ငလင်ပန်းပိန်းနေပင်အောင်လိုက်စားတဲ့ရွာတွေကဂျမတ်တမာတွေအမြင်လို့လို့ဝင်ထွက်လှုပ်ရှားနေတဲ့ဒေသတွေဖြစ်ပါတယ်။ဝသေးကံရွာဝသေးကံကိုကျော်လိုက်တာနဲ့ဒီစလင်းစေတုဒ္ဒရာလမ်းမမှာရှိနေတဲ့မြင်းနီကုန်းပေါင်းဘူးရွာလောက်ကနေစပြီးတော့ ။အကြမ်းဖက်သမားတွေကအမြဲတမ်းဆိုသလိုဝင်ရောက်စုဖွဲ့နေတဲ့နေရာတွေဖြစ်ပါတယ်။စေတုဒ္ဓရာဆလင်းလမ်းပိုင်းမှာလည်းအကြမ်းဖက်သမားတွေကအမြဲတမ်းစုဖွဲ့နေတယ်။နောက်ပြီးတော့ဟွန်ရလန်းနယ်ဒီဆလင်းစေတုဒ္ဓရာအဆက်မှာရှိတဲ့ကံပြားကြွာကိုလည်းအကြမ်းဖက်သမားတွေကအမြဲတမ်းပိတ်ဆို့လျက်ရှိပါတယ်။စေတုဒ္ဓရာပတ်ဝန်းကျင်မှာတော့ဒီနေရီကန်တောင်အနီးမှာရှိတဲ့ရခိုင်လက်နက်ကိုင်တပေါင်း AA ရဲ့ထောက်ပံ့မှုတွေနဲ့လက်နက်ခေရန်တပ်ဆင်ပေးမှုတွေနဲ့အတူအရှုချင်းအပါဝင်မင်းမှုစကုစင်မြွှင်းပတ်ဝန်းကျင်ကရှိတဲ့ NUGPP အုပ်စုနဲ့အတုံးချကံတွေကကြိုတကြွကြွလက်နက်တကာကဖြစ်နေကြပါတယ် 2020ခုနှစ်နိုင်ငံရေးပြည်စင်ကနေစပြီးတော့ခု2025ခုနှစ်အထိလေးနှစ်ကျော်ကာလအတွင်းမကွေးတဲ့အနောက်ချမ်းက PDF တွေကိုရှင်းလင်းရေးဆောင်ရွက်တဲ့အချိန်ထိရောက်မှုတွေမရှိသေးတာကိုလည်းကျွန်တော်မြင်တွေ့ရပါတယ်။ဆက်လင်းစကုဆင်မြွန်းကျွန်းဆိုတာကတက်နေအသီးသီးရှိတယ်။တော်ရီမီအရှိဘက်မှာဆိုလို့ရှိရင်လည်းတက်မ88အဖြစ်မကွေးလေတဲ့စကန်ရှိတယ်ဆိုပေမဲ့ Eorimi ရဲ့အနောက်ဘက်ချမ်းမှာရှိတဲ့ PDF တွေကတော့တက်မလို့ရဲ့နေမြင့်ရှင်းလင်းရေးဆောင်ရွက်မှုတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာလွတ်လပ်နေသေးပဲဖြစ်ပါတယ်။ ။ဒါကြောင့်မကွေးတဲ့အနောက်ခြမ်းက PDF တွေကိုနေပြည်တော်ရေးဆောင်ရွက်မှုကဘာကြောင့်ခက်ခဲနေရပါဒလဲ။ဒီလိုမျိုးဆက်လက်ပြီးနေပြည်တော်ရေးဆောင်ရွက်မှုတွေနဲ့ကင်းကွာနေမယ်။ဂျပန်သမားတွေရဲ့စူးဖွဲ့မှုတွေနဲ့အဓိကရေတောင်းမြစ်တွေကိုမဖြတ်တောက်နိုင်မှုဆိုရင်တော့အခုရွေးကောက်ပွဲကာလလာမယ့်2025ခုနှစ်ဒီဇင်ဘာ28ရက်နေ့မှာပြုလုပ်မယ့်ရွေးကောက်ပွဲတရား2မြို့နဲ့ဒုတိယကြိမ်ထပ်မံပြုလုပ်မယ့်မြို့နယ်တရားအတွင်းမကွေးတဲ့အနောက်ခြမ်းကဆက်လင်းစကုဆင်မကျွန်းမြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေရှိမလားဆိုတာကိုလည်းပြန်ပြီးတော့စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ။ဘာကြောင့်လဲဆိုရင်ဆလင်းတိုင်းနယ်အပင်းမှာဆိုရင်လေမြို့ပေါ်ရက်ွက်လောက်တာဒေသခံမိဘပြည်သူတွေရှိပေမဲ့မိဘဝန်ကြီးကရွာတွေကတော့ NLD အပေထောက်ခံသူတွေ PDF အပေထောက်ခံသူတွေနဲ့ PDF ရွာတွေကြီးပဲလို့ဆိုရမှာဖြစ်ပါတယ်။ဒေသခံအညာသားတွေကနီးရတာကိုကြောက်ရရဲဆိုတဲ့အကြောင်းပြချက်တွေနဲ့မြို့တွေကိုမဖြစ်တာလို့ဆက်ဆံရတဲ့ပုံစံမျိုးမျက်ရည်ချူလေးရှိပေမဲ့ခေတ်တန်းအတွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆလင်းနဲ့ဆင်မီကျွန်းကြား ဆလင်းကျောင်းသရူကျောင်းကြားရဲ့တောင်ဘက်မြောက်ဘက်ဒေသတွေအားလုံးကအကြံဖက်ရွာတွေအကြံဖက်အားပေးတွေပဲဖြစ်ပါတယ်။စင်မြူကျောင်းပတ်ဝန်းကျင်ကိုပြန်ကြည့်ရင်လည်းတရက်ချင်းလောက်ကနေစပြီးတော့အကြံဖက်တွေကတကားမရှိဓာတ်မရှိဝန်ထွက်နေကြတာဖြစ်ပါတယ်။2022ခုနှစ်ကလေးကနေအခု2025ခုနှစ်အထိမင်းဘူးစိတ်ဖြူလမ်းမိုက်တစ်လျှောက်လုံးမှာအကြံဖက်သမားတွေကအပိုင်းလိုက်ဖြတ်တော့ပြီးတော့စက်ကြီးကောက်တာတွေလည်းပြုလုပ်တယ်၊စည်ရေးပေါ်ဆောင်တာတွေလည်းပြုလုပ်နေပြီးတော့ ဒီအကြံဖက်အားပေးတွေကိုထောက်ခံနေတဲ့ရွာသားတွေကိုလည်းအကြံဖက် PDF တွေကိုယ်တိုင်စေဝါကူတာမှုတွေနဲ့လိုအပ်တဲ့စားနပ်ရိက္ခာလူတန်းမှုတွေကိုပါပြုလုပ်နေကြတာဖြစ်ပါတယ်။မကွေးတိုင်းရဲ့အနောက်ဘက်ခြမ်းဆက်လင်းစခုဆင်မြူကျွန်းဆိုတာကတကယ်တမ်းစားနပ်ရိက္ခာထွက်ရှိတဲ့ဆက်လင်းဆန်ပွင့်မြူဆန်တွေဆိုတာကလည်းဈေးတန်းဝင်တဲ့ဆန်တွေပဲဖြစ်ပါတယ်။ဒီဆန်တွေကိုအသုံးပြုပြီးတော့ပဲဆက်လင်းစခုမှာရှိနေတဲ့ကုန်တွေကအကြံဖက်တွေကိုလက်ွယ်ကနေထောက်ပံ့နေတာလည်းရှိတယ် ဒါအပြင်ဆလင်းစကုစင်မြွန်းကထွက်တဲ့ဆန်တွေကရခိုင်လက်နက်ကင်တပုံအေးထိန်းချုပ်ထားတယ်။မြင်းနေနဲ့ချင်းတောင်နဲ့အဆက်ဘလက်ဝဒေတာကြောက်တော့ဒေတာတွေအထိကိုမောင်းခိုလန်းနေကနေဝင်ရောက်နေကြလာတယ်ရှိပါတယ်။ဒါအပြင်အခုလက်မောင်းနဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပေါ်နေတယ်။ရခိုင်မြင်းနေနဲ့မကွေးတဲ့အဆက်အမ်ဘရန်လမ်းပေါ်မှာရှိနေတယ်ဒီနေ့ရေကန်တော်တိုက်ပွဲအနည်းမှာလဲရခိုင်လက်နက်ကင်တပုံအေးနဲ့အတူအရှိုချင်းတွေအပြင်မင်းမှုစကုစင်မြွန်းပတ်ဝန်းကျင်ကရှိတဲ့ NUG PDF တွေရဲ့အတုံးချကဲ့ မင်းမှုခရင်တက်ရင်ရဲ့လက်အောက်ခံအဖွဲ့တွေကလည်းလာရောက်တိုက်ခိုက်မှုတွေလည်းပြုလုပ်တယ်တက်မော်ရဲ့တံမြန်တိုက်ခိုက်မှုတွေမှာထိနာနေပြီဆိုရင်ကျွန်းရွာရေရလျက်စစ်ပဝန်းကျင်ဘေးမှာရှိနေတဲ့ခိုနန်းဝင်းလိုကျွဲချံလေမစားတဲ့ရွာတွေကနေတူတူဆယ်တော်ကြီးမက်စလီအဲ့ဒီကနေဒီဆလင်းပွဲပြူပဝန်းကျင်တီကိုတကားမရှိတားမရှိဝန်ထွက်နေကြတာဖြစ်ပါတယ်တက်မော်ရဲ့နေမရှင်လေးရဲ့စစ်ကြောင်းထိုးမှုတွေကလည်းဥတီယာတခုကိုပဲရည်ရွယ်ဥတီနေတာဖြစ်တဲ့အတွက်အကြမ်းမဲ့သမားတွေကတက်မော်စစ်ကြောင်းနေနဲ့စန့်ကျင်ဘက်ကိုသွားလာနေကြတာဖြစ်ပါတယ် ဝင်းမြူဇလင်းကနေစစ်ကြောင်းထိုးလာပြီးတော့ပသိမ်မွန်ရွာလမ်းကိုသွားမယ်ဆိုရင်ဂျမ်ဘက်သမားတွေကပသိမ်မွန်ရွာလမ်းကိုဆုတ်ခွာထွက်ပြေးကြတာရှိပါတယ်။ဒါကြောင့်မလို့ဇလင်းစကုအစင်မြူကျွန်းကမြန်မာနိုင်ငံအလေပိုင်းဒေတာဖြစ်တဲ့မကွေးတိုင်းရဲ့မြို့တော်ကြီးဖြစ်တဲ့အနီးမှာရှိနေပေမဲ့ဂျမ်ဘက်သမားတွေကတော့တကားမရှိတမ်းမရှိသွားလာနေကြတယ်။ဒါအပြင် AR မြစ်ကိုပါအသုံးပြုပြီးတော့မြို့ရဲ့မြစ်ရဲ့နောက်ဖက်ကမ်းမှာရှိနေတဲ့ဇလင်းက PDF တွေက AR မြစ်ရဲ့အရှေ့ဘက်မှာရှိနေတဲ့ရင်းနှံကြောင်တကြောက PDF တွေနဲ့လဲသွားလာကူးတန်းလေးရှိပါတယ်။ ရင်နံကျောင်းမှာဆိုရင်လည်းရင်နံကျောင်းနဲ့ဂွေးပင်ရဲ့ကြားက36တရားအနီ36ရွာပတ်ဝန်းကျင်မှာမချင်းဘက်သမားတွေအများပြစုဖွဲ့နေတယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကြားသိနေရပါတယ်။အပြင်မနေ့ကအော်တိုဘာ29ရက်နေ့မှာလည်းမင်းမူစိတ်ဖြူလမ်းပိုင်းစိတ်ဖြူမြို့ရဲ့အထက်ပညောင်ဘက်ကိုလာတဲ့အချိန်ဒီတန်စလုံနဲ့တောင်ငယ်လုံးရွာအနီးကတမ်းတော်ရဲ့ဒီကင်းစခန်းတစ်ခုကိုအချင်းဘက်သမားတွေလာရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့သေးပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာတော့အကျံဖက်သမားတွေကဒီစစ်ကြောင်းမှုကိုတိုင်စစ်ကြောင်းမှုအကျံဖက်ပြည်တွေဟိမင်းသူကိုတိုင်ကာကနေနေအောင်တည်ဆုံသွားခဲ့ပြီးတော့ဘက်ကတပ်ဖွဲ့ဝင်တချို့လည်းထိခဲ့တည်ဆုံမှုတွေရှိခဲ့တယ်လို့သိရပါတယ်ဒါကြောင့်လို့မကွေးတိုင်းရဲ့အနောက်ဘက်ကိုပြန်ကြည့်ရင်မင်းမှုပတ်ဝန်းကျင်တကျော်မှာတက်မတော်ရဲ့နေမြေကန်တရင်တက်ဖွဲ့တွေကြောင့်ဒီနေအေဂျင့်မှုရှိရဲ့ဆလင်းမြို့ပေါ်ဆင်ပြူကျွန်းမြို့ပေါ်နဲ့ ဒီပွင့်ပြမျိုးပေါ်လောက်တာကင်မရာကလုံုံရေးကိုဆောင်ရွက်ထားနိုင်တာဖြစ်ပြီးတော့တညောင်တိုင်းနယ်အတွင်းမှာလည်းတညောင်ရဲစစ်တပ်အခွေုံအနီးဘက်ဝန်းကျင်ကဒီတမဖွဲ့ဝင်တွေလုံုံရေးကင်းစကန်းတွေကလည်းအမြဲတမ်းလိုတိုက်ခိုက်ခံနေရပါတယ်။ဆလင်းနဲ့ဆင်မျိုးလမ်းမိုက်မှာလည်းအကြမ်းဖက်သမားတွေကအမြဲတမ်းဖြတ်တောက်တိုက်ခိုက်မှုတွေပြုလုပ်နေတာရှိတယ်လို့ safe view နဲ့တညောင်လမ်းမိုက်မှာလည်းအကြမ်းဖက်သမားတွေကအမြဲတမ်းဖိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်နေပါတယ်။ အပိုင်းလိုက်အဖွဲလိုက်စီးရဖို့ဆောင်နေကြတာဖြစ်ပြီးဒီလမ်းကြောင်းတစ်လျှောက်လုံးကိုတက်မလို့ကမစိုးမိုးနိုင်သေးတဲ့အတွက်အမတ်သမားတွေကပို့ပြီးတော့ဆိုးဆိုးရွားရွားတောင်းကျမ်းနေကြတာလည်းဖြစ်ပါတယ်။အကြမ်းဖက်သမားတွေဒီလိုမျိုးစိုးတန်းတောင်းကျမ်းနေတဲ့အတွက်အပြင်းနဲ့အယက်တာမိဘပြည်သူတွေရဲ့သွာလာရေးခရီးကျန်းမာရေးအရာအရေးပေါ်လိုအပ်တဲ့စောင့်ရှောက်မှုတွေမင်းဘူးမကွေးဘက်ကိုဒီအရေးပေါ်စေကမ်းပြဖို့တွေလိုအပ်လာရင်လည်းတာဆင်းမှုတွေရှိနေတဲ့လမ်းပိုင်းတွေကိုလည်းဖြတ်တောက်ဖိတ်ဆို့လာတဲ့ပြုလုပ်တဲ့အတွက်အစင်မပြေမှုတွေနဲ့ကြုံတွေ့နေရတယ်လို့လည်းသိရပါတယ် အခုဆိုလိုရင်းကိုပြန်ဆက်ရရင်တော့စလင်းမျိုးကိုရက်ွက်အနေငယ်သာနေမီကန်တရင်တက်ဖွဲ့တွေနဲ့လုံညိုတက်ဖွဲ့ဝင်တွေကစုံမှုထားနိုင်ပြီးတော့စလင်းမျိုးရဲ့အရှိဘက်အေယော်ရီမီရဲ့ဂျားမှရှိတဲ့ကြွားတွေစလင်းမျိုးရဲ့အနောက်ဘက်ဝသေးကံပေပတ်ဝန်းကျင်ကနေစပြီးတော့မြင်းဒီကုန်းပတ်ဝန်းကျင်မြင်းဒီကုန်းရွာကနေဒီစေတုဒ္ဒရာကံပြားရွာတစ်လျှောက်လုံးအကြံဖက်သမားတွေကစုံမှုထားတာဖြစ်ပါတယ်စလင်းနဲ့စေတုဒ္ဒရာလမ်းပိုင်းမှာဆိုလို့ရှိရင်လင်းစင်းတိုက်နယ်ကိုကြံဖက်သမားတွေကအမြဲတမ်းစည်ရေးပေါ်ဆောင်ပြီးတော့တိုက်ခိုက်လေရှိပါတယ် ဒါကြောင့်မကွေးတိုင်းရဲ့အနောက်ချမ်းပြည်ထဲတွေစိုးသွမ်းတောင်းကျမ်းနေတဲ့ဆက်လင်းစကုဆင်မကျွန်းလမ်းပိုင်းပသိမ်မော်ရလမ်းပိုင်းမဲစရီတိုင်းနယ်နဲ့စေတုဒ္ဒရာလမ်းကြားတွေဆက်ရှိမှန်ပတ်ချလေလောက်ရှိတဲ့ဒေသတကြောမှာအကြမ်းဖက်သမားတွေကခိုအောင်ဆုပ်ဖွဲ့နေကြတာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလိုအကြမ်းဖက်သမားတွေကိုနေမြရှင်နေဖိဖိစီစီထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုသေးဘူးဆိုရင်တော့စလင်းမျိုးပေါ်ဒေသတွေတာမကမျိုးပေါ်ရက်ွက်ဒေသမကနိုင်ငံမှအစအဦးတွေရဲစခန်းတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုတိကျပို့ပြီးတော့လက်ရဲစရဲနဲ့လာရောက်တိုက်ခိုက်မှုတွေပြုလုပ်ပါလိမ့်မယ်။ ရုပ်ကဝဲကာလတွေမှာအပြတ်အမှောက်နောက်ဆက်လုပ်ငန်းတွေကိုဆောင်ရွက်ဖို့လည်းစီစဉ်နေကြတာရှိတဲ့အတွက်ဇလင်းမျိုးပေါ်ဒေတာကရက်ွက်တွေမှာတော့အချမ်းပတ်သမားတွေကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့ဒရုန်းဘုံချလာရောက်တိုက်ခိုက်တာတွေနဲ့ရှော့တိုက်တုံးပစ်ခတ်တာတွေကိုခက်စစ်စစ်ပြုလုပ်လာတာဖြစ်ပါတယ်။ရုပ်ကဝဲကိုနောက်ဆက်ဖို့ရည်ရွယ်ချက်နဲ့စစ်ပွဲမရှိဘဲနဲ့တိုက်ပွဲမရှိဘဲနဲ့မျိုးပေါ်ရက်ွက်တွေကိုရည်ရွယ်ချက်ရှိရှိနဲ့ပစ်ခတ်နေကြတာပဲဖြစ်ပါတယ်။အဓိကကတော့ဒီနိုင်ငံတော်ကနေကြီးမှုကျင်းပနေတဲ့ 2025ခုနှစ်ဒီဇင်ဘာ20ရက်နေ့မှာပြုလုပ်မဲ့ရွေးကောက်ပွဲကိုနှောက်ယှက်ရေးဒေသခံမိဘပြည်သူတွေကိုအကြောက်တရားတွေနဲ့စိုးရိမ်ထိတ်လန့်အောင်ပြုလုပ်ပြီးတော့ရွေးကောက်ပွဲကိုနှောက်ယှက်ဖို့ရည်ရွယ်နေကြတယ်လို့ပဲခန့်မှန်းရပါတယ်။ဘာကြောင့်လဲဆိုရင်မနေ့ကအောက်တိုဘာ29ရက်နေ့ချိုးတိုက်တုံးပြစ်ခတ်မှုကိုပြန်ကြည့်ရင်လည်းလူနေရက်ွက်တွေကိုပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။မိသည့်စစ်ရေးပြင်းမှန်းမှလည်းမဟုတ်သလိုလူမျိုးရေးတပ်ဖွဲ့ဝင်တွေစခန်းချထားတဲ့နေရာ၊ကင်းချထားတဲ့နေရာတွေကိုလာရောက်တိုက်ခိုက်တာလည်းမဟုတ်ဘူးဖြစ်ပါတယ်။ ဒီနေ့မနက်9:00နာရီဝန်းကျင်ရောဘုံချတိုက်ခိုက်မှုကိုပြန်ကြည့်ရင်လေဒီအထကတဲ့ပတ်ဝန်းကျင်အကိုလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အထကတဲ့ပတ်ဝန်းကျင်မှာအကျန်းဖက်သမားတွေလာရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်ဇလင်းမျိုးပေါ်မှာရှိနေတဲ့စာတင်ကျောင်းတွေမှာပိတ်ထားရတာဖြစ်ပြီးဇလင်းမျိုးအထကလည်းပိတ်ထားခဲ့ရပြီဖြစ်ပါတယ်ဒီလိုမျိုးအကျန်းဖက်သမားတွေရဲ့နှောက်ယှက်မှုတွေကြောင့်ဇလင်းမျိုးပေါ်ဒေသလေးသာစာတင်ကျောင်းတွေဖွင့်လှစ်နိုင်တဲ့အနေအထားကနေအခုဆိုရင် ဇလင်းမျိုးပေါ်မှာရှိနေတဲ့မျိုးပေါ်ရက်ွက်အနီးမှာရှိတဲ့စာတင်ကြောင်းမှာပိတ်ထားရတဲ့အခြေအနေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။အကြောင်းမလို့မကွေတဲ့အနောက်ချမ်းက PDF တွေဘဲချင်းအထိစိုးစမ်းတောင်းကျမ်းနေကြအောင်မှလည်းဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မကွေတဲ့အနောက်ချမ်းကတော့တည်တည်ချာချာနဲ့ဖိဖိစီစီကိုဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ပဒင်းမုံရလည်းတခြားကိုလည်းအလောစီဖြတ်တော့ဖို့ကြိုးစားနေတာလည်းရှိသလိုဇကုဇလင်းစင်မြုံကလည်းစိတ်ဖြူလမ်းမိုင်းအထိစုံမှုတွေလည်းဆောင်ရွက်နေတာရှိပါတယ်။ ။ဒါအပြင်စိတ်ဖြူနဲ့စောလန်းပိုင်းကိုလည်းချမ်းဖက်သမားတွေကဖြတ်တောက်ထားတာဖြစ်တဲ့အတွက်စိတ်ဖြူပတ်ဝန်းကျင်မှာရှိနေတဲ့ကပ္ပစာတွေ၊စောရိုးဒေသမှာရှိနေတဲ့ကပ္ပစာတွေနဲ့စေတုဒ္ဒရာနဲ့အမ်ပဒန်မှာရှိတဲ့ကပ္ပစာတွေကို LOC ဖြတ်တောက်ပြီးဝိုင်းဝန်းပိတ်ဆို့ဖို့အထိအချမ်းဖက်သမားတွေကရည်ရွယ်နေကြတာဖြစ်ပါတယ်။ဒါကလက်ရှိအမ်ပဒန်လမ်းပိုင်းပေါ်ကအခြေအနေနဲ့ရေကန်တော်စခန်းကိုရခိုင်လက်နက်ကိုင်တော်အေအေနဲ့ပေါင်းပါရပါဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေပေမဲ့အထူးကအကြအဆုံးများစွာနဲ့ပဲပြန်ပြီးတော့လန်နေတဲ့အခြေအနေကြောင့် ဇလင်းစခုအစီအမကျွန်းမှာရှိတဲ့ PDF တွေကခင်တဲ့လောက်စုသွမ်းတောင်းပြန်ခွင့်မရကြတာဖြစ်ပါတယ်။ရခိုင်လမ်းလက်ကိုင်းတဲ့ပုံ AA ကသာဒီ Amberan လမ်းမိုင်းပေါ်မှာရှိနေတဲ့လက်ရည်ကန်တော့စကန်ကြီးကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် Amberan ပေါ်မှာရှိနေတဲ့ကပ္ပစာစကန်တွေစေတုတ်တော်အနီးမှာရှိနေတဲ့ကပ္ပစာနောက်ပြီးတော့ဒီဇလင်းစခုမှာရှိနေတဲ့ဝါတက်စာပြေးရတဲ့အပြင်အမေရိကန်တိုင်းရင်းတပ်ဖွဲ့တွေအားလုံးကိုဒေသခံ local PDF တွေနဲ့ဝိုင်းဝန်းတိုက်ခိုက်မှုတွေပြုလုပ်ကြပါလိမ့်မယ် ။ဘာကြောင့်လဲဆိုရင်ဒီဆလင်းချောင်းတစ်လျှောက်မုံချောင်းတစ်လျှောက်က PDF တွေကရေကန်မြေကန်ကိုအဓိကထားပြီးတော့အသုံးပြုနေကြတာဖြစ်ပါတယ်။ရွာသားတွေကိုယ်တိုင်အုပ်ချုပ်ရေးမှုတွေကိုယ်တိုင် PDF တွေဖြစ်ပြီးတော့ PDF တွေရဲ့မွေးခြင်း၊တာခြင်း၊အမိအဖေတွေကစပြီးတော့ PDF အပိထောက်ခံသူတွေဖြစ်ကြပါတယ်။ဒါကြောင့်နေမီကတရင်တက်ဖွဲ့တွေရဲ့စစ်ကြောင်းတို့နေမီရှင်းလင်းမှုတွေကတင်းတလောက်ခင်းမပေါက်ခဲ့တာဖြစ်တဲ့အတွက်ဒီရွေးကောက်ပွဲကာလဒေသရင်းတည်ငြိမ်အေဂျင့်ရင်းကိုရည်ရွယ်ပြီးတော့အကြံပေးသမားတွေကိုလိုသလိုပိတ်ဆို့ဖြတ်တောက်ပြီးနေမီရှင်းလင်းဆောင်ရွက်ဖို့လိုအပ်နေပြီဖြစ်ပါတယ် မဝေးတိုင်းအနောက်ချမ်းကဒီ PDF တွေကို animation လေးဆောင်ရွက်မယ်ဆိုရင်တော့ area တခုတတ်မှတ်ပြီးတော့ပဲဝန်လန်းထွက်လန်းတွေကအစအကန့်လိုက်အပိုင်းလိုက်ဖြတ်တော့မှပဲရပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင်ရှေ့ပိုင်းမှာတွေကတက်မော်စစ်ကြောင်းတွေက animation လေးတွေကိုဆောင်ရွက်ထားရှိခဲ့ပါတယ်။ပွင့်ပြူဇလင်းကနေခြေတက်လာတဲ့တက်မော်စစ်ကြောင်းတွေပသိမ်မုံရွာလမ်းကိုခြေတက်ဥတီလာတိုင်းအမြဲတမ်းအကြမ်းဖက်သမားတွေကစုပ်ခွာထွက်ပြေးနေတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေရတာဖြစ်ပြီးအကြမ်းဖက်သမားတွေထောင်သွားတဲ့မြေမြုံမိုင်းတွေကိုဒေသခံမိဘပြည်သူတွေခါစီပြီးခံနေကြရတာဖြစ်ပါတယ်။ အကျံဖက်သမားတွေထောင်နေတဲ့မိုင်းတွေကြောင့်ဒေသခံမိဘပြည်သူတွေကြားမှကလေးသူငယ်မရွှေခြေထောက်တွေဖြတ်တောက်ရတဲ့အခြေအနေတွေကမကြာခဏကြုံတွေ့နေရဆဲပဲဖြစ်ပါတယ်။ဒါကြောင့်မလို့မကွေတဲ့အနောက်ချမ်းက PDF တွေကို PPCC နဲ့နေပြည်တော်ရေးဆောင်ရွက်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးဆက်ဆက်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နောက်လာမယ့်အစီအစဉ်တွေမှာလည်းစိတ်ဝင်စားစရာ